ီတာပါကာတယောက်ကသူ့ရဲ့စပိုက်ဒါမန်ဘဝနဲ့တာမန်ဘဝကိုညီတူမျှတူဖြစ်အောင်လို့ရုန်းကန်မိနေနေရပါတယ်။ဒါရင်မကသေးပဲသူ့ရဲ့အချစ်ရည်စီးပွားရည်ငွေရည်ကြီးနဲ့ပညာရည်မှာပါပြဿနာတွေရင်ဆိုင်နေရပါတယ်။တာမန်အလုပ်လေးလုပ်ပြန်တော့လေရာဇွေးမှုတွေကိုပဲကူညီရင်းနဲ့အနောက်ဆက်ဖြစ်ခဲ့ရတယ်လို့အချိန်ပိုင်းလုံးတစ်ခုကလည်းအမြဲလောက်ကြနေလို့ပြုတ်ခဲ့ရပြန်ပြီ။ကျောင်းကလည်းရာဇွေးမှုတွေဖြစ်ရှိနေတဲ့နောက်ကျခဲ့ရတာကြောင့်ဆရာတွေရဲ့စုပူချိန်မှမှုကိုလည်းအမြဲခံနေရပါတယ်။ ။ဦးလေးဘံကိုသုံးချရတာကလည်းသူ့ရဲ့ဘယောကမကင်းသေးဘူးဆိုကဦးလေးဘံကိုလည်းအမြဲတတိယနေပြီးဝိုင်းနေတတ်တဲ့အနီမေအတွက်လည်းစိတ်မကောင်းဖြစ်နေရပါသေးတယ်။သူချီရတဲ့မယ်ရီဂျိန်းနဲ့လည်းဆက်ဆံရေးတွေဟာအဆင်မပြေဖြစ်နေပြီးစိတ်ဓာတ်တွေလည်းကျနေကြရပါတယ်။ဒီလောက်နဲ့တွေမပြီးသေးပဲဓပုံစရာအလောက်ကလည်းကြောထုတ်ွေတွေများနေရအောင်ပတ်ဆက်ရမရသေးပဲအိမ်လောက်ကတော့မပေးနိုင်ဖြစ်နေပါတယ်။လက်တလုံးမှလည်းသူ့ရဲ့စိတ်အခြေအနေကြောင့်လားဖီးယားရဲ့ကြောင့်လားမသိပေမဲ့သူ့ရဲ့စပိုက်ဒါမန်ဆွမ်းအားတွေကလည်းအရာကြီးပျောက်ဆုံးတွေကအုံမြတာမျိုးတွေဖြစ်နေပါတယ်။ ဖြစ်လိုက်ပြီဆိုရင်လည်းဂျင်းတဲ့ချက်တည်းအန်ရီရောထဲမှာပဲမဟုတ်လို့ပီတာလည်းဒုက္ခများနေခဲ့ရပါတယ်ပီတာရဲ့အချက်ဆုံးတဲ့ငယ်ချင်းဟယ်ရီကတော့သူ့ဖေမရှိရတဲ့နောက်ပိုင်းမှာအော့စကော့အဖွဲ့စည်းရဲ့ခေါင်းဆောင်တယောက်ဖြစ်လာခဲ့ပြီးလက်ရှိမှာတော့နျူကလ ியர் သစ်ဖက်ပညာရှင်အော်တိုရဲ့ပရောဂျက်ကိုကူညီပေးထားပါတယ်အဲ့ဒီပြင်သူ့ရဲ့တဲ့ငယ်ချင်းပီတာကိုလည်းအော်တိုနဲ့မိတ်ဆက်ပေးထားပြီးပညာရှင်ချင်းချင်းမဟုတ်လို့ပီတာနဲ့အော်တိုတို့လည်းချက်ချင်းမဲ့ရင်းနှီးသွားကြကစကားလေးတပြောပြောနဲ့အလုပ်တူတူလုပ်ကြပါတယ် ဒီလိုနဲ့ညဘက်မှာအော်တိုပါပီတာကိုအင်ခေါ်ပြီးသမဲဖိတ်ကျွေးနေတယ်။ပီတာပါကလည်းအော်တိုရဲ့အမျိုးသမီးရိုစီနဲ့ပါရှင်းနေသွားကြပြီးအော်တိုဟာဟယ်ရီရဲ့ဆရာပါဖြစ်လာခဲ့ပါတယ်။တရက်မှာတော့အော်တိုဟာတပ်ဖြတ်ပြပွဲကိုကျင်းပနေပြီးသူ့ရဲ့နျူကလ িয়ার တပောင်းဖို့အတွက်သူချိုတယ်ဖန်တီးထားတဲ့ AI နီးပညာတော်ဆေးရုံလက်ထံတွေကိုဝစ်စင်ကဟန်ရေးပြနေပါတယ်။လက်ထံတွေကိုတော့အုံနောက်ကအနောက်ပိုင်းမှာရှိတဲ့ချစ်ပါလေးရဲ့ထဲထုတ်တာဖြစ်ပြီးလက်ထံတွေကလည်း AI နီးပညာကိုသုံးထားတာဖြစ်လို့အသုံးပြုတဲ့သူကိုအနေမပေးနိုင်အောင်အတွက်လည်းအဲ့ချစ်ပါလေးရပဲကောက်ွယ်ပေးထားတာဖြစ်ပါတယ်။ ဒီလိုနဲ့ပဲအော်တိုလေးကအနုမြတ်တပောင်းဖို့ဖွင့်ပြလိုက်တော့ပွဲကင်းထဲမှာရှိတဲ့သူတွေအကုန်လုံးအန်ဟုတ်ကုန်ကြပြီဟယ်ရီနဲ့ပီတာတို့ကပါသဘောတူကြကုန်ကြပါတယ်။ဒါမှမကြခင်မှာပဲနီးပညာပြသနာကြောင့်တပောင်းဖို့ကလည်းမတိမကျင်ထဖြစ်လာပါတယ်။ဒါမှအော်တိုကတော့ခေါင်းမှပြီတပောင်းဖို့မိတ်ပဲထားလိုက်တာကြောင့်အချီနေရီကပူပြီးဆိုးဝလာကအနားမှာရှိနေတဲ့တန်နီကိုဆွဲငေးနေတူရဲ့မိမရိုးစီလေးကတခါတည်းအသက်ဆုံးသွားရပါတယ်။အဲ့ပြင်တပေါင်းဘူအောင်ထွက်လာတဲ့စွားရီကြောင့်လည်းလက်တန်တွေကိုထွေးထုတ်ထားတဲ့ချစ်ပြားလေးရဲ့လည်းပြက်စီးသွားပြီးအော်တိုလည်းတတိမိသွားခဲ့ပါတယ် ဒီအချိန်မှာပီတာကတော့စပိုက်ဒါမန်အဖြစ်နဲ့အန်နီအဖြစ်ခံနေဟယ်ရီကိုကယ်တင်လိုက်ပြီးဓဘောပုံကပလက်တွေအကုန်လုံးလဲဆွတ်ဖြုတ်ပေးလိုက်တာအချိန်ဒီအားလုံးကိုညင်သက်အောင်လို့ထိမ့်ပေးလိုက်ပါတယ်။ဟယ်ရီကတော့စပိုက်ဒါမန်ကိုသူ့ဖိသေးခဲ့ရတဲ့နဲ့ပတ်သက်ပြီးအမြင်မကြည့်ဖြစ်နေတာသူ့ကိုကယ်ခဲ့တာတော့မှစပိုက်ဒါမန်ဖြစ်နေလို့မကြိုက်ပါဘူး။ဒီအချိန်မှာဆရာဝင်တွေကလည်းအော်တိုကိုကယ်ဖို့အတွက်ညှိုးဆိုတဲ့စူးစမ်းကြပေးမယ်။သူဖန်တီးရတဲ့လက်တန်တွေကကြော်ရုံနဲ့တခါလေးချင်းဆက်တော်ပြီးဖြစ်တာကြောင့်ချစ်ပြားမရှိတော့ဘဲလက်တန်တွေကိုဖြုတ်ဖို့တက်ကခက်ခဲနေပါတယ်။ အဲ့အချိန်မှာပဲလက်ထက်နေရသူ့လိုလိုလှောက်ရှားလာပြီးအနားမှာရှိနေတဲ့ဝန်ထမ်းတွေအကုန်လုံးကိစ္စတုံးခံလိုက်ရပြီးဘာလို့မှမသိပဲနိုးလာတဲ့အော်တိုလဲဝန်ထမ်းတွေရအချိန်တွေကိုတွေ့သွားအောင်သူလုံးခဲ့မိရလားဆိုပြီးရုံကြုံမရဖြစ်သွားပါတယ်ဒီလိုနဲ့အော်တိုတယောက်လည်းစေးရွာနဲ့စေကန်းတစ်ခုထွက်ပြေးလာပြီးသူ့ခေါင်းထဲမှာလည်းဘာမှမသိတဲ့အတန်တွေကိုကြားနေရအောင်သူ့စီမှာချက်ပြားမရှိတော့ဘူးဆိုတော့တတိထားမိလိုက်ပြီးမယ်အားလုံးကနောက်ကျသွားပါပြီဒီလိုနဲ့အော်တိုတယောက်လည်းတဖြည်းဖြည်းနဲ့အရာရဲ့လွှမ်းမိုးမှုကိုခံလာရပြီပဲဖြစ်ပါတယ် ီလိုနဲ့ပဲစက်ယူဖောက်သွားတဲ့ဒေါက်တာအော်တိုလည်းသူ့ရဲ့စစ်သက်ချက်တွေကိုဆက်ပြီးလို့ဖို့အတွက်ဆုံးဖြတ်လိုက်ကလက်ရှိမှာသူ့ကိုပေးရတဲ့ရန်ပုံငွေတွေအကုန်လုံးကရဆိုင်သွားအကြောင်းပတ်စံလိုအပ်ချက်အရာဘန်တခုကိုဓမြောင်းဝင်တိုက်ဖို့အတွက်လုပ်ပါတယ်တတိုက်ဆက်ဆိုင်မဲ့အဲ့ဘက်မှာပီတာနဲ့အဒီမေကိုလည်းရှိနေပြီးပတ်စံလာကြီးကြတာဖြစ်ပေမဲ့အလုံးမရှိရကြအောင်ဘန်ကလည်းမချိပေးဘဲနဲ့ညင်းနေပါတယ်။ကန်ကတဆိုးကျင်တော့အော်တိုဝါဓမြတိုက်တာတောင်မှကောက်ကောက်မတိုက်ဘဲတစားကန်အနေနဲ့အဒီမေကိုခေါ်သွားတာကြောင့်ပီတာဘက်ကလည်းနေရာတွေထွက်ပြေးသွားလိုက်ရပါတယ်။ အဒီမေလေသူ့ရဲ့တူဦးရီတော်တူလေသူရဲ့ကောင်းလေးပီတာပါကသူ့ကိုထားပြီးတော့တချို့တွေထွက်ပြေးနေရကြအောင်အကြီးကျယ်အားတက်သွားရပြီပီတာပါကတော့လူလစ်တော့မှာစပယ်လာမန်အဖြစ်ပြောင်းပြီးအန်တီမီယိုလိုက်ကယ်ရပါတယ်ပီတာတရားအန်တီမီယိုအသက်သက်လိုက်ပြီးကယ်ရနောက်ဆုံးမှာတော့ကယ်တယ်သွားနိုင်ပေမယ့်ဒေါက်တာအော်တိုကတော့ဝင်တော့ကိုပိုင်ပြီးအင်ဂျင်သွားပြီးပဲဖြစ်ပါတယ်ဒီထူးဆန်းတဲ့သတင်းအရာတမောင်ချင်းဆိုသလိုပဲတမျိုးလုံးကိုပြန်နှံ့သွားပြီးဒေးလီဘက်ကသတင်းစာတိုက်ကလည်းလက်ထက်အနေနဲ့တိတ်ပန်ယူလူဆိုးကောင်ကိုဒေါက်တာအော်တိုဘတ်လို့နာမည်တက်လိုက်ပြီးသတင်းတွေလွှတ်လိုက်တာကြောင့်သူ့ရဲ့နာမည်ကဒေါက်တာအော်တိုအော်တိုဘတ်ဆိုပြီးဖြစ်လာခဲ့ပါတယ် တရက်မှာတော့မယ်ရီယာသူ့ရဲ့ပြဿနာကိုလာကြည့်ဖို့တန်းပီတာကိုဖိတ်လိုက်ပါတယ်။ပီတာလည်းလာကြည့်ပါမယ်လို့အမဘန်းနေခံခဲ့ပေမယ့်တကယ်တမ်းသွားကြည့်ဖို့လိုတဲ့အချိန်မှာတော့လူဒီယိုကက်တင်နေရပြီးအချိန်လောက်ကျသွားတာကြောင့်ပတ်ဆက်သေးဝင်မရဖြစ်သွားပါတယ်။မယ်ရီလည်းပြဿနာနေနေပီတာကိုတမျောမျောနေပေမယ့်အများထက်လို့လို့သူ့ရဲ့ပြဿနာကိုမလာရဲပီတာကိုတော့ဒီတစ်ခါမှာတော့စိတ်ကုန်နေပြီပဲဖြစ်ပါတယ်။ပီတာလည်းပြက်ဆက်ပွဲပြီးတော့အခန်းထဲလေးပြထွက်လာတဲ့မယ်ရီကိုတွေ့ရတယ်ပြေးပြီးနှုတ်ဆက်ပင်မယ်မယ်ရီအနာမှာလူတယောက်ကရှိနေပြီးမယ်ရီနဲ့လက်တွဲသားကပျော်ပါနေတာကိုမြင်လိုက်ရအောင်ငေးကြည့်နေရဲ့မျက်ရည်တွေပဲဝဲနေလိုက်ရပါတယ် ပီတာလည်းမယ်ရီကိုချစ်ပေမယ့်သူဟာစပိုင်ဒါမန်ဖြစ်နေရကြအောင်သူနဲ့အဆန်ရတဲ့ရန်သူတွေဒါမယ်ရီကိုအကောက်ကြံပါအောင်စိုးရိမ်နေဖွင့်မပြောနိုင်ဖြစ်နေကရင်ထဲမှာလည်းအဲ့ဒီတွေအတော်လေးခံစားနေရပါတယ်။သူကသာခံစားနေရတာတစ်ဖက်မှာတော့မယ်ရီဂျိန်းဟာဒေးလီဘက်ကတနေ့တိုက်ပိုက်ရှင်ရဲ့ဒါစစ်ဗိုလ်ကြီးဂျုံနဲ့ဆက်ဆက်လိုက်ပြီးပဲဖြစ်ပါတယ်။ပီတာလည်းဟိုမရောက်ဒီမရောက်နဲ့ဘယ်ဘက်ကမှမရောက်ပဲအစင်မပေဖြစ်နေတဲ့သူ့ရဲ့ဘဝကိုအတော်လေးစိတ်ကုန်နေပြီဖြစ်ကအစွမ်းနေရလည်းပျက်ပျက်ကုန်တာကြောင့်စပိုင်ဒါမန်ဘဝကနေလည်းလှုပ်ထွက်လိုက်ဖို့တည်းလှုပ်လိုက်ပါတယ်။ ဒီလိုနဲ့သူဝင့်နေကြစပိုင်ဒါမန်ဝတ်ဆိုကအမိုက်တော့နဲ့ထိလိုက်ပြီးစပိုင်ဒါမန်ဘဝကနေအပိတဲ့နောက်ထွက်လိုက်ကပီတာလည်းတမန်ဘဝလေးမှာပဲနေထိုင်နေပြီဘဝကအကောင်းဆုံးဖြစ်အောင်လို့စူးစမ်းပြီးတိစောက်နေပေမယ့်ပီတာဘဝရဲ့အလွယ်ဆုံးဖြစ်တဲ့မယ်ရီနဲ့ရတော့အခုချိန်ကြီးအဆင်မပြေဖြစ်နေသေးပါတယ်ဒီချိန်မှာပဲအမိုက်ကောင်တမားတယောက်ကစပိုင်ဒါမန်ရဲ့ဝတ်ဆိုကိုအမိုက်တော့နဲ့နေကောက်ရလိုက်ပြီးဒေးလီဘက်သတင်းစာတိုက်ကိုသွားပြီးရောက်စားလိုက်တဲ့အချိန်မှာတော့သတင်းစာတိုက်ပိုက်ရှင်ဂျွန်နက်စ်ကလည်းစပိုင်ဒါမန်တယောက်ပျက်ဆုံးသွားပြီဆိုတဲ့အကြောင်းကိုသတင်းတွေစာပေးထွက်လိုက်ပါတယ် ဒီလိုနဲ့အန်ကယ်ပိတ်သိဆုံးနဲ့နှစ်ပတ်လည်ရောက်တဲ့အချိန်မှာတော့အန်ဒီမေယိုအန်ကယ်ပိတ်သိဆုံးရတာသူ့ရဲ့ပယောကမကင်ဘူးဆိုပြီးအိုင်းလေးကအဖြစ်ပြက်တွေကိုပီတာကိုဝေခံလိုက်ပေမဲ့အန်ဒီမေယိုတော့ပီတာကိုခွဲလို့လိုက်ပါတယ်ပီတာဘက်ကလည်းအခုချိန်နေစပြီးသူ့ရဲ့ဘဝကိုလူသားဆရာလိုနေထိုင်နေပြီးမယ်ရီရဲ့ပြဿနာတွေကိုလည်းတခုမပြတ်သွားပြီးကြည့်နေခဲ့ရမယ်ရီကတော့သူ့ရဲ့ပြဿနာတွေကိုပီတာလာပြီးကြည့်နေရတော့ပြောနေခဲ့ပါတယ်အပြတ်မှလည်းမြောက်သားစကားလေးတစ်ပွဲပေါ့နဲ့ပြန်လာကြပြီပီတာကတော့သူပြောင်းလဲလာပြီလို့ပြောနေပေမယ့်မယ်ရီကတော့အခုချိန်မှာအရာအလို့ဟာနောက်ချသွားပြီဆိုကနေရာကနေထွက်သွားခဲ့ပါတယ် ပီတာပါကလည်းပြောင်းလဲဆိုရင်တကယ်တော့ပြောင်းလဲနေရဖြစ်ပြီးသူအလုံးလုံးနေတဲ့အချိန်မှာဂျာဇွေးမှုတစ်ခုကမျက်စိရှက်နေထွက်သွားတာတော့မှပဲမသိချင်အောင်တောင်းမိနေတဲ့ခဲတဲ့အထီးပဲဖြစ်ပါတယ်။ဒါမဲ့တရက်မှာတော့ပီတာပါကတယောက်လက်ချောက်ထွက်နေရောအိမ်တိန်ရာမီးတောင်နေတာကိုတွေ့လို့သူလည်းသွားပြီးဆက်စုကြည့်ရာအိမ်ထဲမှာခလေးတယောက်ပြိမိနေသေးတာကိုတွေ့လိုက်ရအောင်ပီတာပါကလည်းဘာပါဝါမှမရှိတော့ပြင်မယ်ကိုကြီးစာသိကအပြည့်ရှိနေရအောင်မနေ့အသက်ဆုံးပြီးခလေးကိုကဲထုတ်လာနိုင်ခဲ့ပါတယ်။ ပီတာလည်းခလေးလေးကိုကယ်လိုက်လိုက်လို့ကြည်နူးနေပေမယ့်မိသက်သမားကတော့အထက်မှာလူတွေအများကြီးရှိနေသေးကြောင်းနဲ့သူတို့တွေတော့မကယ်နိုင်တော့ဘူးလို့ပြောလိုက်တာကြောင့်ပီတာလည်းပထမအုပ်စုနေနဲ့အစွမ်းနေပျောက်သွားတာကိုနောက်ထပ်ရသလိုဖြစ်လာပါတယ်။နောက်နေ့မှာတော့ဘန်အကျူတွေကြောင့်အယောင်းလိုက်ရလို့ပစ္စည်းရေးသိမ်းနေတဲ့အန်နီမီစီကိုသွားကဝိုင်းကူပေးနေရင်အန်နီမီကိုကူညီပေးနေတဲ့ဘေးရခလေးလေးရပီတာပါကာကိုစပိုင်ဒါမန်ရဲ့ပုံကိုချိန်ပြည့်တူပြင်မှတ်မိပြီးစကားရည်လာပြောပါတယ်။ စပိုင်ဒါမန်ဟာဘာဖြစ်လို့အခုချိန်မှာအပြောက်နေရလဲဘာဖြစ်လို့ရောလူတွေကိုမကူညီပေးရလဲဆိုပြီးပီတာကိုမင်းနေကပီတာဘာမှပြန်ပြောနိုင်သေးခင်မှာတင်အန်နီမေဟာသူ့ကိုစပိုင်ဒါမန်ကကယ်တင်ဘူးလားကြောင့်စပိုင်ဒါမန်လေးလိုမျိုးကိုကျိုးကိုမကြည့်ပဲကိုချင်းစာတရားရှိတဲ့သူရဲ့ကောင်းမျိုးကိုကဘာကြီးဟာလိုအပ်နေပြီခလေးလေးတွေအတွက်လဲဆိုင်မတ်သူရဲ့ကောင်းတယောက်ကရှိဖို့လိုအပ်နေပြီဖြစ်ကြောင်းပြောလိုက်ကစပိုင်ဒါမန်ကိုပြန်မိမြင်ချင်းကြောင်းပြောလိုက်ပါတယ်အဲ့စကားကြောင့်ပဲပီတာဘတ်ကလည်းသူ့ရဲ့ဘောဟာပီတာဘတ်ကဆိုတာထက်စပိုင်ဒါမန်ဖြစ်ပြီးလူရီယိုကယ်တင်ဖို့တောင်သာပူပြီးအားတက်လာပါတယ် ဒါနဲ့ပဲပီတာဘာကပင့်ကူလူသားပြန်လို့ဖို့အတွက်သူ့ရဲ့အစွမ်းတွေကိုပြန်ရဖို့လိုရဲဆိုတော့တတိထားမိသွားပြီ။အစွမ်းတွေပြန်ရအောင်နေချင်းဖို့အတွက်တိုက်ပွဲနဲ့ကုန်ချလိုက်ရာပင့်ကူကြမကြပဲခွေးကြပြုတ်ကြပါလေ။ဒီချိန်တစ်ဖက်မှာတော့ဒေါက်တာအော်တိုအော်တိုဘတ်ကသူ့ရဲ့ project မှာလိုအပ်တဲ့ပစ္စည်းတမျိုးဟာရှိနေရကြောင်းဟယ်ရီစီကိုလာပြီးတောင်းရာဟယ်ရီကလည်း Spider-Man ကိုသာသူ့စီကိုဖမ်းခေါ်လာပေးလို့ရှိရင်လိုအပ်တာတွေအကုန်လုံးပေးမယ်ဆိုပြီးညှိလိုက်ပါလေ။ဒေါက်တာအော်တိုကလည်းကောင်းပြီငါသူ့ကိုဘာမှရှာအောင်မလဲလို့မေးလိုက်တာကြောင်းဟယ်ရီကလည်းပီတာဘာကကိုမေးလို့ရကြောင်းနဲ့လက်ဆက်ထဲမှာပဲပီတာကိုတော့ဘာမှမထိခိုက်စေနဲ့လို့မှားလိုက်ပါလေ။ ဒီချိန်မှာတော့မေရီယာပီတာကိုဆက်ဆက်မှချိန်နေပြီးပီတာဟာအခုလိုမျိုးပြောင်းလဲလာအောင်ပီတာအပေါ်မှာသူလည်းစိတ်ရင်လာနေကြောင်းပြောနေကသူ့အပေါ်မှာရောအရင်လိုမျိုးစိတ်ရှိသေးလားလို့မေးပါတယ်။ဒီစကားကြောင့်ပီတာဘာကလည်းကဲဆိုးသူမောင်ရှင်တော်မှာသူ့လောက်ကံမဆိုးကြောင်းတွေးလိုက်ကသူကလက်ရှိမှာစပိုက်ဒါမန်ပဲလုပ်တော့မယ်လို့ဆုံးဖြတ်ထားတာမဟုတ်လို့ပီတာဘာကအနေနဲ့အနောက်ဖက်တွေကိုထပ်မလို့ကျင်တော့အောင်ရင်နာနာနဲ့ပဲညင်လိုက်ရပါတယ်။အဲ့ဒီအချိန်မှာထောက်ထောက်အော်တိုရောက်လာပြီးပီတာကိုတိုက်ခိုက်ကစပိုက်ဒါမန်ကိုတောက်ခေါ်ကြည့်ဆိုပြီးမေရီကိုဖမ်းခေါ်သွားပါတယ်။ ဲ့ဒီအချိန်မှာပဲပီတာဘာကာတယောက်ကချစ်သူကိုကယ်ဖို့ဆိုတဲ့စိတ်ကြောင့်ပင့်ကူအစွမ်းကြီးကလည်းပြင်ရလာကစပိုက်တာမန်အဖြစ်နဲ့အော်တိုကိုပြန်ပြီးတက်ခိုက်ပါတယ်။ဒီလိုနဲ့မျိုးတဲတွေလမ်းမတွေပေါ်မှာတက်ခိုက်ကြရင်လည်းရထားတွေပေါ်မှာရောက်ကုန်ပါတယ်။အော်တိုကလူတွေကိုပြစ်ထုတ်လိုက်စပိုက်တာမန်ကပြန်ကယ်လိုက်နေစပိုက်တာမန်ကိုအကူအအောင်လုပ်နေပါတယ်။ဒီလိုနဲ့ပဲနောက်ဆုံးမှာတော့ဒေါက်တာအော်တိုကရထားရဲ့ဘရိတ်ကိုဖျက်လိုက်ပြီးအရှိတ်ကိုမောင်းတင်ပြလိုက်ကရထားနဲ့တစ်ခုကိုဖျက်ချလိုက်ပြီးရထားပေါ်ကနေခုန်ချသွားပါတယ်။ စပိုက်ဒါမန်နဲ့ဒေါက်တာအော်တိုနဲ့အသက်တိုက်ခိုက်ထားရပြီးလက်ဆက်ရှော့မှာတိုက်ခတ်နိုင်ရအောင်မျက်နှာဖုံးလေးထိခိုက်သွားခါဘာမှမတတ်နိုင်တဲ့အဆုံးမှာတော့စပိုက်ဒါမန်လည်းမျက်နှာဖုံးကိုချွတ်ပြလိုက်ရပါတယ်။ဒီလိုနဲ့ပီတာတို့ဟာစပိုက်ဒါမန်တို့ဟာဖြစ်နေတဲ့ပီတာပါကလည်းအရှိတ်ကိုကြီးလိုက်တော့ယထာသုံးတစ်ခုရှိနေရကြောင်းပိတ်ကူမြင်နေနဲ့ပြင်နေပြီးယထာကိုရဲအောင်လို့အာကုန်သုံးပြီးတားရပါတော့တယ်။ တလာယူမိုင်းတရလုံးခုံမောင်းနေတဲ့ထားကိုအမြန်ရှင်းအောင်လို့ပိတာပကလည်းခြေလက်တွေပြုတ်မတက်တားဆီးနေရပြီရထားပေါ်အတူတွေကအသက်ကိုကဲနေမှုအတွက်အသေးချေစူးစမ်းနေရကနောက်ဆုံးမှာတော့ရထားကိုလက်မှတ်တွေနဲ့တားလိုက်နိုင်ခဲ့ပြီးပိတာတယောက်လည်းအာခုံသွားအောင်အောက်ကိုပို့ကြမလို့ဖြစ်သွားပြီးသူကခဲ့တဲ့လူတွေကပဲသူ့ကိုပြန်ကဲလိုက်ကြကရထားထဲကိုခေါ်ထည့်လိုက်ကြပါတယ်ပြီးရနဲ့တလက်စားတဲ့ငါတို့ကိုကဲခဲ့တဲ့သူရဲ့ကောင်းလေးသူ့ကိုဘသူဆိုတာကိုငါတို့ရဲ့အကုံလုံးလှုပ်ဝထားကြမယ်ဆိုခါမျက်နှာဖုံးကိုပြဲဝဲပေးလိုက်ပြီးအဲ့ဒီအချိန်မှာဒေါက်တာအော်တိုတယောက်လာကပိတာကိုဖမ်းဆီးသွားပါတယ် ပြီးရနဲ့ဒေါက်တာအော်တိုလည်းပီတာကိုဟယ်ရီစီမှာထားခဲ့လိုက်ပြီး "तू ကတော့လိုချင်တာကိုယူပြီးထွက်သွားလိုက်ပါတယ်"ဟယ်ရီကလည်းစပိုင်ဒါမန်ကိုတတ်ဖို့အတွက်ဆိုကဓာတ်ကိုကိုင်လာပြီးမျက်နှာဖုံးကိုချွတ်ပစ်လိုက်တဲ့အချိန်မှာသူ့ရဲ့တငယ်ချင်းပီတာဖြစ်နေလို့လက်ဖြန့်သွားပါတယ်ဒီလိုနဲ့ဟယ်ရီလည်းမျိုးလုံးစက်နေနဲ့ကြီးနေပြီးပီတာပါကာကို"မေးရငါ့အဖေကိုဘာဖြစ်လို့တတ်တာလဲ"လို့မင်းနေကပီတာကလည်းလက်ရှိမှာမယ်ရီပူမိနေရာကြောင်းမင်းရဲ့ကိစ္စကိုနောက်မှရှင်းမယ်ဆိုကမယ်ရီကိုကယ်ဖို့အတွက်ထထပ်သွားပါတယ်ဒီချိန်မှာဟယ်ရီကတော့ဒေါသရည်နဲ့ကြံရင်နေခဲ့ပြီးစိတ်လေးချုပ်ထွေးနေကတကယ်ချင်းဖြစ်သူနဲ့အဖေနှစ်ယောက်ကြားမှာရွေးချယ်ရခက်နေရပါတယ် အဲ့ဒီအချိန်မှာ Harry ရဲ့အဖေကမှန်ပေါ်မှာပေါ်လာပြီးစကားကြီးလာပြောနေရကြအောင် Harry လည်းစိတ်တော်ကမှန်အောင်ချက်ခွဲပစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာမှန်နောက်မှာလမ်းတစ်ခုပေါ်လာအောင် Harry လည်းဝင်သွားကြည့်လိုက်ရ Green Goblin ပစ္စည်းတွေကိုတွေ့လိုက်ရအောင် Harry လည်းအံ့ဩသွားရပါတယ်။ဒီအချိန်မှာ Dr. Otto ကတော့သူ့ရဲ့ project တွေကိုစနိုင်ပြီဖြစ်ပြီးသူ့ရဲ့နောက်မှာတော့ Mary ရဲ့ဖမ်းဆုပ်တာကိုခံထားရပါတယ်။ခဏကြာမှပဲ Spider-Man ရောက်လာပြီး Dr. Otto ကိုတီးကအရင်တစ်ခါအလိုပဲဆက်ကဲကြိုးတွေကိုဖျက်ဖို့တည်းလုပ်ပါတယ် အဲ့လိုနဲ့ပဲဒေါက်တာအော်တိုရဲ့ project ကလည်းထပ်မကြဆုံးခဲ့ရပြီဒီတစ်ချိန်မှာတော့တန်လိုက်ဆက်ကွင်းရာအာရန်ကောင်းနေရာကြောင့်တောင်းတောင်းနဲ့မပြတ်ဖြစ်နေပြီတန်လျိုစပြီးဆွဆုံနေပါတယ်စပိုင်ဒါမန်လည်းနျူကလ িয়ার တပ်အားပေးရဲ့ဂျိုးဒီကိုရသလောက်ကြိုးစားပြီးဖြတ်နေပြီဒေါက်တာအော်တိုကတော့စပိုင်ဒါမန်နဲ့တက်ခိုက်နေပြီနောက်ဆုံးမှာတော့ဓာတ်လိုက်ကအပိမောက်သွားပါတယ်စပိုင်ဒါမန်လည်းဂျိုးရဲ့အကုန်လုံးဖြတ်လိုက်နိုင်ပြီမဲ့ဆက်ကပိတ်မတော်တာကြောင့်အော်တိုကိုအကြောင်းရင်းကိုမေးနေရပြီဒီချိန်မှာအသိစိတ်ကလည်းမကတ်လိုက်ဖြစ်နေတဲ့ဒေါက်တာအော်တိုအနေနဲ့ကတော့ဘာမှတိကျအောင်ပြောနိုင်ဖြစ်နေပါတယ် ဒါကြောင့်ပီတာလည်းအချိန်ကိုဆွဲမနေတော့ဘဲသူ့ရဲ့စပိုင်လာမိုင်းမျက်နှာဖုံးသွတ်ချွတ်ပစ်လိုက်ကပီတာဘာကအနေနဲ့ပဲဒေါက်တာအော်တိုကိုခမရအောင်ထိချုပ်နေတဲ့ဆက်တရံစကားကိုနားမထောင်ဘဲကိုပိုင်အသိစိတ်ကပ်ပြီးဒီဆက်တကြီးကိုပိတ်ပစ်ဖို့အတွက်အပြေရှားပါလို့ပြောလိုက်ပါတယ်။ပီတာဘာကောင်မြင်လိုက်တော့မှဒေါက်တာအော်တိုလည်းအသိစိတ်ပြန်ဝင်လာပြီးသူ့ရဲ့အတွင်းစိတ်တွေကိုရအောင်စူးစိနေကဒီကိစ္စကိုသူ့ဘာသာသူပဲရအောင်ရှင်းမယ်ဆိုကပီတာကိုထွက်သွားခိုင်းလိုက်ပြီးအစာအုပ်တစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်ကဆက်ကိုလည်းရေထဲကိုသူ့ရဲ့လူလူမြောက်ချပစ်လိုက်ပါတယ်။ဒီချိန်မှာပီတာပါကတော့မယ်ရီကိုလက်မှတ်တင်လေးကဲထုတ်သွားပြီးနှစ်ယောက်သားစိတ်ကမ်းမှာပိတ်ငွေလေးစောက်ပြီးပီတာကမယ်ရီကိုစပြီးရင်ဖွင့်ပါတယ်။ အကြောင်းကတော့ပီတာဘတ်ကအနေနဲ့သူဟာစပိုင်ဒါမန်ဖြစ်နေရကြအောင်ရန်သူတွေရဲ့ရင်အားတွေစိုးရင်အားလို့မယ်ရီကိုပိုင်ဆိုင်ဖို့အတွက်မကြိုးစားတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အဲ့ဒီပြင်သူကလည်းလက်ရှိမှာစပိုင်ဒါမန်အနေနဲ့လူတွေကိုဆက်ပြီးကူညီပေးနေမှာမဟုတ်လို့ပီတာဘတ်ကအနေနဲ့မယ်ရီရဲ့အနာမှာမရှိနေပေးနိုင်ဘူးလို့ပြောလိုက်တာ။ဂျန်နာနာနဲ့ပဲမယ်ရီကိုဒေးလက်ထဲကိုထည့်ပေးလိုက်ပြီးသူကတော့အဝေးကနေပဲမယ်ရီကိုဆက်ချုပ်ပေးနေပါမယ်လို့သတိပေးလိုက်ပါတယ်။ ဒီလိုနဲ့ပဲနောက်ဆုံးမှာတော့ Mary ရဲ့လက်ထပ်ပွင့်နေလာခဲ့ပြီ Mary တယောက်ကတော့မင်္ဂလာဆောင်ရင်တက်လက်နဲ့ပဲ Peter စီကိုဒရိုသမျိုးစုံနဲ့ပြေးလာကသူတကယ်အတူတူနေချင်တာဟာ Peter နဲ့ပဲဖြစ်ကြောင်းပြောလိုက်ကဖြစ်လာသမျှအရာအလုံးကိုလည်းခါးစီးခိုင်မယ်ဆိုပြီးအချက်သူရဲ့ကောင်လုံးခဲ့မိတဲ့အကြောင်းပီတာကိုပြောလိုက်က Peter လည်းအဲ့စကားကြောင့်အလိုမင်းဝါသာသွားပြီး Mary ကိုပြုံးပြီးကြီးလိုက်ပြီးမချခင်မဲ့ရဲခါတန်တွေကိုကြားလိုက်ရအကြောင်း Mary ကလည်းတွားလီလူလူရဲ့သူရဲ့ကောင်ကြီးဆိုလို့ပြောလိုက်တာကြောင်း Peter လည်းမျက်နှာဖုံးကိုဆွဲလိုက်ပြီး Spider-Man အဖြစ်နဲ့လူလူကိုကူညီဖို့တော့ထွက်လာလိုက်ပါတယ်